အားလုံးပဲမင်္ဂလာပါခင်ဗျာကိုကြည့်ယူချင်းတွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စိုင်းသူမောင်ညိုမိုင်းတန်လျင်ရေးသားထားတဲ့ပုံပြက်ပန်းပြက်ရည်သိချင်းနီးခွေးဥတော်ညများဏိကုံဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးခြင်းပါတယ်ခင်ဗျာအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုအမြဲမပြတ်တင်ဆက်ပြီးသွားမှာမလို့ channel လေးကိုလည်း like and subscribe လောက်သွားပြီးခဲ့ကြပါအောင်ခင်ဗျာတနေ့တော့ ကျွန်တော်တို့နေထိုင်ရသည့်လမ်းတွေဒူးစံတော်ဖြစ်ရတဲ့ခုဖြစ်ခဲ့လေပါတယ်ဖြစ်ပုံကလည်းအံ့ဩစရာကောင်းပါတယ်ညတကောင်ဆရဏရောက်ရင်ညောင်မုတ်စိတ်ပင်ကြီးကိုဝန်းရံပြီးတော့လမ်းခွေးအကောင်30ခန်းတပြိုင်နက်တည်းဦးကြခြင်းပင်ဖြစ်ပါတယ်ဥဒမှာကြောက်စရာကောင်းလောက်အောင်ဆွဲဆွဲငင်ဦးကြဟောင်ကြခြင်းဖြစ်ရကအနည်းဝန်းကျင်ရှိလို့များအိမ်များလမ်းဖြန့်စီတီဖြစ်ကုန်ပါတယ် ဘလို့မှမောင်းလို့မရခြောက်လန့်လို့မရလင်းခွာနေပြီခဲနေပြီဒုံနဲ့လက်ရိုက်တယ်လေခဏပဲရပါတယ်လူပြန်လင်းခွေးများစုပေါင်းရောက်ရှိလာပြီးတော့ဖာလာချာညောင်မပြင်းများထောက်နေသည်ညောင်မုတ်စိတ်ပင်ကြီးကိုမုံကြီးကဦးကြပြန်လေပါတယ်အချွတ်ခွေးများကညောင်မုတ်စိတ်ပင်ကို ကုတ်တွယ်တင်မလို့လှုပ်ကြပါတယ်အဲ့ဒါအနည်းဆုံးနှစ်နိုင်ခန့်ကြာအောင်ဦးကြဟောင်းကြကုတ်တွေ တက်မလွန်လို့ကြရင်နဲ့စိတ်ကြည်နာလောက်မှခွေများပြန်သွားကြလေရှိပါရဲ့နောက်နေ့ရက်ကကြာတော့အခါမှာကျွန်တော်တို့လမ်းသူလမ်းသားများ၎င်းဖြစ်စဉ်ကိုကြည့်ပြီးတော့စဉ်းစားလာကြရပါဘူးရေနေ့ကင်းဖြစ်စေညဘက်ဖြစ်စေတစ်ချက်တစ်ချက်ပုတ်ရဲ့အနံ့လည်းရပါရဲ့၎င်းအနံ့ကြီးကဩဂလီဆန်ကျင်စရာကောင်းပါရဲ့လေတင်အောက်မှနေသည့်ထောင်မူးကြီးဝင်းသိမ့်တို့ညာကစားလက်များကော အမဲမစားနိုင်ပဲအန်နေရပါတယ်။အင်းညောင်မကြီးနေအနည်းဝင်းချင်မှာကျွန်တော်ဤအိမ်ထဲရှိပါတယ်။ထောင်မကြီးဝင်းသိန်းအိမ်ထဲရှိပါတယ်။ထောင်မကြီးဝင်းသိန်းဟာဝဝဖပိုင်ကြီးဖြစ်ပါတယ်။ပစုံကြီးများတွေကမဲသုံးတာနေငပူတင်းလိုမျိုးရှိပါတယ်။နေရွက်သေးသည်မျက်လုံးကြည့်ကြည့်နေဖိုးဘွားရုံငိုက်မြင့်သည့်ရုပ်မျိုးဖြစ်ပါတယ်။ယခုအသည်60ကျော်နေပြီတော့60ကျော်မှာကံပေါ်သည်ဆိုလားရေရင်းပေါ်သည်ဆိုလားမိမ့်မရပါတယ် သူ့ဘီမကငငယ်ချောချောလေးဖြစ်ပါတယ်။သူနေအသက်ချက်ဝက်ကန်กว่าပါတယ်။ကိုလုံးကိုပေါ့အချိုးအစစ်အတော်လက်ပါပါတယ်။ရုပ်ရှင်တွေဆိုအိန္ဒိယကျော်ခင်နေကတ်စစ်စင်တူပါတယ်။မတားနေတော့တခြားစီဖြစ်ဖြစ်ရက်ွက်တွေကကာလတာများကသူ့ကိုကြည့်မရမျက်နှာကြောမတင်ထောင်မိုးကြီးကမရချော်မရလာနေမြောက်ကြွမြောက်ကြွဖြစ်ပြီးတော့အောက်ခြေလွရကတနေ့ကညာဘက်ခြေဘွား တန်ဆူလိုက်ပါတယ်။ကာရတာအပေါင်းတို့ကဝမ်းသာကြပါတယ်။ညော်မိပြီးတော့မာလကီးယားစီရင်ရွာရှင်နဲ့ကောမှာဆူတောင်းကြသည်ဟုကြားရပါတယ်။အဘဲကြောင့်ထောင်မှုဟု ခေါ်သည်နီးဟုတ်လား။ဟုတ်ကဲ့ဒီလိုပါ။အလင်းတော့ကသူကဝတ်သားရုံများတော့ဝတ်ကန်ကန်ထရက်သွင်းလေးရှိရကအနေရမှာပေါ်များကိုဝယ်ယူတော့လောင်းကန်ထရက်သွင်းတွေတွေဝတ်ချောင်မှုဟုခေါ်ကြပါတယ်။နောက်ကဝတ်ကိုဖြုတ်ပြီးလေးစားသဖြင့် ထောင်မှုဟုခေါ်ကြပါသည်။ဝတ်ထောင်မှုပွားနေကဲထွက်သည့်လုပ်ငန်းအဆင်ပြေပြီးတော့စီပါရေးကောင်းလာတော့ခါမှာအတောက်အစားဖက်လာပါသည်။ညနေတိုင်းဖင်ထောင်အမှုလေးရှိသည့်ဖြင့်နောက်ဆုံးအရက်ကထောင်မှုကြီးဝိနေဟုအမည်တည်းကိုစုပေါင်းခင်မွတ်တဲ့ကနောက်ကွယ်လွန်နေသည့်ထောင်မှုကြီးဝိသိအမည်တင်သွားလေပါသည်။ဆိုရလင်သူထောင်မှုကြီးဝိသိမိမချောမိမလာလေးများနေတေဂာနီအိုမင်းမစွာအရေရောက်မှညသည်ဖြင့် ကာလတာချိုမျက်စိစပွင့်မွေးဆူပြီးတော့ဘယောကဆရာများနေသူမြင်မြန်သိအောင်စီရင်လို့ယခုလိုခွေများသူ့ရင်ရှိညောင်ပင်မဥကြရော်သလားနောက်တရမူတူစာမီဒီကောလည်းစိတ်များကို လောင်ပြီးပေါ်ပြီးတော့ဈေးမှာရောက်ပါတယ်သူ့ရင်ကလည်းညောင်ပင်နေမလမ်းမကမှာစိတ်တည်းနေလန်းတော့အနက်များကလည်းနေပါတယ်သူလည်းစီဝါရေးအဆင်ပြေပြီမရနိုင်အောင်ဖြစ်ပါတယ်မူတူစာမီနေ ထောင်မှုကြီးဝင်နေသည်ညနေဆောင်လင်းအရက်တော့ပါရီမူလာလင်းညောင်မင်းအောက်မှာကပ်ပါရီထောင်မှုကြီးကတချင်းဆိုပြီးလက်ခုပ်တီးပါရီမူဒူးဆာမီကပစိုးကိုကွင်းတိုင်းပြီးတော့ကပ်ပါရီမူရီဖင်ထောင်လဲလင်းအိန္ဒိယဂျော်ဂင်းရဲ့ရုပ်ချင်းစင်တော့ထောင်မှုကြီးမင်းမမချောကလေးရပွင့်နေမူဒူးဆာမီမင်းမမှာဖြစ်ကြတော့မတ်တော့ဘရာနီမိုဂလီဂျာတို့ကသူတို့ရဲ့လင်သားများကိုမနဲ့တနိုင်တွေ့ပြီးယူယူတည်တည်ခေါ်သွားကြပါတယ် ဒီအပြုတ်မှုများကိုညောင်မင်းဆောက်ပုဂ္ဂိုလ်များကမကြိုက်မနှဲ့သက်၍နမိတ်များပြပြီးတော့၆လံတတိပေးလျော်သလားဒီလိုတွေးကြသူများလည်းရှိကြပါသည်ပြီးကျွန်တော်နေပတ်သက်သည့်ကိစ္စလည်းရှိနေပါသည်ကျွန်တော်သည်တစေတရေအပဆိုသည့်များကိုမယုံကြည်ပါဒါအပြင်ဘိုးတော်အတူဝိဇ္ဇာအယောင်ဆောင်များကိုလည်းလက်မခံပါသို့သောပုဂ္ဂိုလ်များအရက်တဲ့ရွာတဲ့မြို့ထဲပေါ်လာရင်ကိုယ်တိုင်လက်တွေသွားရောက်မင်းများစမ်းသာပြီးတော့အင်းဆက်ရုပ်ပေါ်အောင်လှုပ်လေရှိပါသည် ွတ်ပြေပျောခဆရာများကံမီယာဆရာများဟိုရောက်ဆောင်တီအောင်ဆောင်ပရိညာဆရာလည်းလို့မနောပညာရှိလူများကလည်းကျွန်တော်ကိုယုံရှာဆက်ဆုပ်ကြပါတယ်ဒါကိုမကျေနပ်ရင်အစွမ်းအစရှိသူပျောခဆရာတူကကျွန်တော်ကိုရှောင်ကျင်သွားစေရန်ကျွန်တော်၏အိမ်ဝန်းကျင်ကညောင်ပေမှာပညာတိုက်တိုက်မီဟုဆိုကြပြန်ပါတယ်ပြောရလေညတကောင်ခွေးမြအုပ်သည်ညောင်မုတ်စိပင်ဆက်လန်သည်ထွေးရောရှက်တင်နေကျွန်တော်သုံးကိုဖိုးပြီးဆွတ်ဆွတ်ဆွဲ ရှိလာလျော်ရည်။ဝေဖန်အပြစ်ဖို့မှုများလည်းရှိလာပါရည်။ထောင်မိုးကြီးဝင်နေနေမူဒူးစာမီကဘသူဘလို့ပြောပြောဘလို့ဝေဖန်ကြကြကယုမဆိုင်အတောက်အစာမပြေစီးပွားရေးပူကောင်းလင်းသူတို့မိမများနေရုပ်ရှင်စက်ပွဲအသွားမပြေကျွန်တော်မှသာအခမ်းရခဲ့နေပါရည်။တွနေတရခန်အစ်မကိုရှာဖွေပေါ်ထွန်းရန်ကျွန်တော်ဤဝတ်တည်တိုင်းကြိုးစားရလေပါရည်။ဆိုရလေကျွန်တော်ဒီခေပညာတာတူဦးဖြစ်ပါရည်။ နာနာဘဝလောကကိုအယုံကြည်မရှိပါတို့ဖြစ်ပြီးခေတ္တညတာလုပ်ဖို့ကြိုက်ပဲကိုတာတို့နေညပဲနေပဲစုံစမ်းရေးလုပ်ရပါတယ်ညာဆန္ဒနိုင်ထိုးတော့အခါမှာရက်ခွက်ထဲမှာခွေးများအသီးသီးရောက်လာပြီးတော့ဥစွာညောင်မောက်စိတ်ပင်ကြီးကိုဝိုင်းပါ၍ဟောင်းကြပါတယ်ဒီနောက်အပင်ကြီးကိုကုတ်တက်တယ်လို့လှုပ်ကြပါတယ်အနံ့ခံတယ်လို့လည်းလှုပ်နေကြပါတယ်တို့အချိန်မှာလေတိုက်လေသိမ့်၍အပုတ်နဲ့လိုလိုမျိုးညီစွတ်စွတ်အနံ့ကြီးထွက်လာရကတတော်လည်းဥပင် ကြတဲ့ပြန်ခနဲ့ထပ်သွားရပါတယ်။လမ်းထဲကလူများက၃ရက်ဆက်တိုင်းဥနေသည် ခွေးဥတံများကြောင့်မြည်သူမှအပြင်ကိုမထွက်ရကြ။ခွေးဥတံများကြောင့်အိမ်ထဲမှာခလေးတချို့လန့်တံကိုကြားရပါတယ်။ဖော်ပြီးတော့အိရတဲ့လက်နေသည်တရားထိတ်တင်ဖို့ဆိုသည်ဘုရားတကကြောင်းလကလမကြီးထိတ်တယ်ကြောင်းအော်ကြီးတံကိုကြားပါတယ်။ကျွန်တော်လေကိုတာသူသည်ခွေးများကိုလိမ့်ကြောက်မှုနဲ့လိုက်ရိုက်ပြစ်လိုက်ပါတယ်။ခွေးများပြေးကုန်ပါတယ်။မကြခင်ခွေးများ ဟိုမှဒီမှာပြန်ရောက်လာပြီးနောက်ညောင်ဝင်းကြီးကိုကြည့်ပြီးဆက်ဆွဲငွေဦးကြပြန်လေပါတယ်ကျတော်နေဦးโอเคကျိုးများနေခွေးများကိုလည်းပြစ်ပါတယ်ညောင်ဝင်းဘော်ကိုလည်းပြစ်ကြပါတယ်ပြစ်လဲပြစ်ပြစ်တာဖြစ်ပါတယ်ခွေးများကပြစ်လိုက်ပြစ်လိုက်ရိုက်လိုက်ပြစ်လိုက်ဟောင်ပြီးတော့ပြန်စုဟောင်လိုက်ကျတော်ကျွန်တော်နေဦးပါကြည့်ပြီးတော့ဦးကြပြီးနောက်စိန်စက်သိမ်းဖြည်းဖြည်းထပြီးတော့ချွေးဆူမောဟိုင်းလက်ပန်းကြပြီးအိမ်ထဲကိုပြန်ဝင်ခဲ့ကြရလေပါတယ် နေခင်ပဲတို့ရောက်တော့အခါမှာညောင်မင်းကိုစစ်ဆေးကြည့်ပါရင်ညောင်မင်းဘောတို့တက်ကြည့်ပါရင်မွေများရှိသလားရှစ်များရှိသလားမကောင်းသောငှက်များရှိသလားဘာကောင်းမှမရှိညောင်မင်းမှာအပေါက်ကြီးသုံးပေါက်သာရှိပါရင်အချို့အပေါက်မှာရင်ကောင်များ ဝင်လက်ထုတ်လက်လုပ်နေသူကိုတွေ့ရပါတယ်ပြန်များသည်ပင်ပြန်ဝဲပြန်ဝဲလုပ်နေကြပါရင်ကြီးကများအုပ်စုဖွဲ့အော်တန်ကိုကြားပါရင်ကြီးကများကသူတို့ရဲ့အတိုက်ပြစ်တွေထင်ပြီးကျွန်တော်တို့ကိုထိုးစစ်ချက်တဲ့ဖြစ် ညောင်မေဘုံမမနေဆင်းကြရလေပါတယ်ပြောရရင်ညလင်းမင်္ဂလာမရှိတော့ခွေးဥတံများကြောင်းခလေးများလန့်ပြန့်ဖြားကြပါတယ်လေမာတချို့တက်၍သတိလစ်သွားကြပါတယ်ညပင်ဖြတ်သွားဖြတ်သွားမလုပ်ရဲကြပါလေဘလို့ကြောင့်လဲဆိုတော့အဖြစ်မထုတ်နိုင်ကြတနေ့တော့အခါမှာလက်ထက်မှာအိတ်နေသည်စာဟိစီယာကိုမဲဆိုသူသည်လူထုထူဆန်တူးကိုခေါ်ပြီးညောင်မုတ်စိတ်ပင်ကြီးထက်တော့ရောက်လာလေပါတယ်ကျွန်တော်လေကိုတာတို့တော့လေ သူတို့နှစ်ဦးကိုမသိမသာအကဲခတ်ကြပါရင်ဆိုင်းစရာကိုမဲညိုဆိုသူကပရဝိညာဉ်လောကအကြောင်းသူတေသနာပြုနေသည်ဆိုင်းစရာဟု သိရပါရင်လူဘုံကတောင်းမကြုံယောဂီအင်ဂျင်နီဘယ်လက်ကောက်မှာကိုလုံးပရိကို လက်ကောက်လို့ဟုတ်ချပါရင်အစီရင်ဆန်သောလက်ဆုပ်များကလက်ငါးချောင်းမှာအပြင်သူနှင့်ပါလာသည့်ပုဂ္ဂိုလ်ကပို့၍တောင်းမကြုံဇိုးဝလိုက်သည့်ပုံမှန်နှင့်လူသားစင်စင်မှဟုတ်ပါရဲ့လားဟုမှတ်ရပါရင်ကြည်တက်ခေါက်ဆို တကံဝတ်ထားသည့်ရတင်ကြီးတောက်ချကျို၏နောက်လန်နေပါ၏နှလုံးနှစ်ဖက်ကကြောက်မြတ်လုံးကျန်တလုံးကအကောင်နှစ်ဖူးမှအချက်ကြီးလိုက်ပါပါသေးတယ်။နရွက်တစ်ဖက်တည်းရှိပြီးတော့ကြီးကြီးကကကြီးရဲ့ဘဲလက်ကတူပြီးညာလက်ကရှင်နေပါ၏။ညာချင်နေပြီးဘဲချေးကမြင်နေပါ၏။တကက်ကို ပုံပြဲပန်းပြဲရတဲ့အိုကြီးဖြစ်ပါ၏။ဒီမှာသူတို့တို့ကညောင်ဝင်ကြီးကိုလက်ညှိုးထုတ်ပြီးပြောဆိုနေကြပါ၏။ဒီညောင်ဝင်မဲ့ပိုက်သည် ခွေးတွေဘယ်ချင်ဥလို့လဲကွာညတ်တကောင်မှာဥတာပြဘယ်နှစ်ရက်ရှိပြီလဲသုံးရက်ရှိသွားပြီလမ်းထဲကလူတွေကလည်းလမ်းပြနေကြတယ်ဘာတည်းဟာတခခုတော့တခခုပဲဗျဒီမှာပုံပြက်ပန်ပြက်ရေတင်ကြီးကညောင်မေကိုခြေထုံနေထုံနေနေလိုက်လံလက်ပတ်ကြည့်ရှုနေပါတယ်ပြီးတော့ဂဲများနေပြည့်ကြည့်နေပါတယ်တက်ခေါင်ပေါက်များမှာရင်ကောင်းနေပြန်များထပြန်ကုန်ပါတယ်ကြီးကများကသူတို့အတိုက်ကိုလာဖြက်စီးသည်ဟုထင်ပြီး အာအီကြည်ကြည်မြောင်အောင်နဲ့ပုံပြက်ပန်းပြက်ရေသိကြီးကို လိုက်စိတ်နေလေပါတယ်ကျွန်တော်နေကိုတာတို့တို့ကဥကြကြောင်ဥကိုကြီးကများလိုက်စိတ်ပြီးသဘောကျပြီးတော့ရေနေကြလေပါတယ်မကြခင်သူတို့နဲ့ဥကြီးကများလိုက်စိတ်ပြီးပြေးကြလေပါတယ်ကြီးကများကကျွန်တော်တို့ဥကိုကြီးပြီးတော့ရန်သူအမနေအော်ကြတော့ခါလေကျွန်တော်တို့ဥလည်းပြန်လဲလာခဲ့ကြလေပါတယ်နောက်နေ့ရောက်တော့ခါမှာညဘေးမှာစာခထားတီကိုကျွန်တော်တို့လမ်းသွားလမ်းလာများ ထူးခြားစွာတွေ့မြင်ကြလေပါတယ်။ဆာမာအောက်ပါအတိုင်းဖြစ်လေပါတယ်။ဒီနောက်ပင်မှာမဟုတ်မဟာလှုပ်ထားသူကိုငားသည်သည်လှုပ်ထားသူများငားနဲ့အမြန်လာတွေ့ပါ။လာမတွေ့ရင်တင်းတို့အကြီးကျယ်ဒုက္ခဆင်းရဲကြုံရတော့မီ။ဘုံရည်သည့်ကြီးဥမ္မရဏပါ။တင်ကြိုင်းလမ်းမလမ်းတော့ဒီညောင်ပင်မှာကတ်ထားသည်ထူးစင်းသောဆက်ကိုဖတ်ပြီးတော့တို့လောတို့လောဝေဖန်နေကြပါတယ်။မဟုတ်မဟာလှုပ်ထားတာကို သိတယ်တော့ ဘာတွေလောက်ထားတာလဲမသိဘူးနော်နာမည်ကလည်းစန်းသာဥမရဏဖွားတယ်ဘသူများလောက်ထားတာလဲမသိဘူးနော်ထောင်မိုးကြီးများရွှတ်ပြီးတော့လောက်တာလားမသိဘူးဟိုမုတူးဆာမီရောမလောက်နိုင်ဘူးလားဒီကောင်ကလည်းသားစင်းတက်ပြီးတော့အသက်မွေးနေတော့အစားချင်တောက်ချင်လို့များဝင်ခိုနေလားမသိဘူးဟိုယူပါနဲ့ဓာတ်ဆိုတဲ့သိပ်ပန်သမားလူလို့ရွေးဝါထသမားလူလို့ဦးကျော်ချမ်းတဲ့ကောင်များစုံစမ်းသူတင်လာလို့ရင်းနဲ့မထင်းနဲ့မသိနိုင် ဖြစ်နေရလားမသိဘူးလိုက်ဆိုင်းဆရာကိုသွားမေးကြည့်ကြမယ်လူများကစာကိုဖတ်ပြီးတော့အမျိုးမျိုးဝေဖန်နေကြပါတယ်ကျွန်တော်လည်းအထွန်းလဲစွာပြုတ်နေကြပါတယ်နောက်ဆုံးဒီတရားခံလက်တွေကိုဆိုင်းဆရာနေပုံပြပန်းပြရသိကြီးဘလို့ဒီလိုဘလို့အဖြစ်မှန်ပေါ်ထုတ်ကြမှာလဲဆိုဒီကိုသိကြည့်ပြီကျွန်တော်လည်းရောရောင်လိုက်ပါစူးစမ်းအကဲခလစ်လာလိုက်ကြပါတယ်နေကင်တို့ရောက်တော့အခါမှာပုံပြပန်းပြရသိကြီးနေအတူစပင်းစုပ်ဖွားနေအရက်သမားလိုလူရွယ်နှစ်ဦးအပါဝင် ဆိုင်ဆရာသူတို့ညောင်မင်းအောင်တို့ရောက်လာကြနေပါတယ်။စပင်ဆက်ဝါနေလူရနေဦးကသိမ့်ဆွေချင်းနေမြတ်သားတို့သူတို့ဖြစ်ပါတယ်။ကျွန်တော်နေရောက်နေတူလူတို့ချို့လေညောင်မင်းအောင်မှာရောက်နေကြပါတယ်။ထောင်မှုလည်းပါပါတယ်။မုဒူးဆောင်မှုလည်းပါပါတယ်။ဒီမှာပုံမြတ်မမြတ်ရဲ့တကြီးကကောက်ပါတော့တန်ချင်းချောင်းကိုသိမ့်ဆွေကြီးသူတို့ကိုပေးရပြီးတော့ညောင်မင်းဘော်တို့တက်ခိုင်းနေပါတယ်။ဖြစ်ဖြစ်ပါမလားရဲတကြီးကများ ငါတယောက်လုံးအနည်းမှရှိနေပါတယ်ကွာတဲ့မှသာတဲ့ပါယူလာတော့ကတော့ယူလာရဲသေးတာဥစားပြန်ဖို့မှမင်းတို့ဝတ်တရားပဲအလုံးမပြန်မဖို့ရင်မင်းတို့နဲ့ဦးအိတ်မပြောတဲ့ညရင်နဲ့လက်ပြီးတော့နေရလိမ့်မယ်ဖះဖះဖြစ်ပါရင်တော့ဖိုက်သည်တက်ဆန်းပါကွာမြင်မြန်လို့သူများလာရင်မကောင်းဘူးရွှေစိတ်ကြီးကိုကျွန်တော်ရှစ်ခိုးပါရင်နော်အေးပါကွာမကြောက်ပါနဲ့မပြောပြီးဆိုပြီးပါပြီရဲတာတဲ့ ကိုင်လုတ်တေးစုကျူးဆိုသူငမုံဒီပုံပြက်ပန်းပြင်းရတိကြီးကိုရွတ်သေးစာရှ िख ိုးပြီးနောက်ညောင်မုတ်စီပင်ကြီးပေါ်တို့သူ့ဘောမြတ်တာတို့အကူညီနေတက်သွားလေပါတယ်ကျွန်တော်အုပ်စုကလည်းဘာလို့နေကြမှမသိပြီသူတို့လွတ်သမျှကိုမော့ကြည့်နေကြရပါတယ်စာရေးဆရာကိုလည်းမေးလို့မရရတိကြီးကိုမေးလည်းမပြောကို့အစုနဲ့ကိုတီတို့တီတို့ပြောနေကြည့်နေကြစဉ်တေးစုကျူးဆိုသူဒီညောင်ကောင်သုံးကောင်းနေမှာ တခုသောအခေါမောက်ကိုတန်ကျိန်နေနိုင်မွေ၍တုံစုံတစ်ခုကိုချိုးချာနေပါသည်ကျိုးစဉ်ကြီးကမြောက်အော်ဟိ၍လာနေရကသိန်းဆွေချင်းသည်နေ့စဉ်ပုံပြပန်ပြရတဲ့ကြီးကလက်တို့လက်ရှင်တစ်ဖက်နေလက်ခေါက်တီးလိုက်ရကျဲလောင်လုံးလောင်သောလက်ခုံတန်းသုံးချက်ပေါ်လာပြီနော်ကြီးဟုတ်ကြီးလန့်ပြန်ပြကြသည်ကိုထူးဆန်းစွာမြင်လိုက်ရလေပါသည်မကြခင် ခွေးဟုတ်ကြီးကရှောက်လာပြန်နေပါသည်ခွေးဟုတ်သည်ညောင်မေပေါ်သို့သိန်းဆွေကြီးကိုကြည့်ပြီးတော့ ဟောင်းနေဦးနေပြန်ပြီးသိစုကြီးတင်းလက်ပြီးတော့ရသည့်ကြီးကိုအားကိုးကြည့်စွာကြည့်နေပြန်ပါတယ်။ကြည့်မှာပဲရသည့်ကြီးကမြေကြီးကိုဖနှောက်နေပေါ့ပြီးတော့အသက်ဟင်းကြီးနေ။သွားကြ။ခွေးစုပ်ခွေးနာလေသွားကြ။သွား။ပုံပြေပန်ပြေရသည့်ကြီးအသက်ဟင်းကြီးကိုကြတော့ခွေးမြသည်ကြဖို့နေအကြိုက်ခံရတဲ့သားတချို့တည်းအမီးကောက်ရီပြေးကြသည်ကိုအံ့ဩဝင်မြင်ရပြန်ပါတယ်။ရသည့်ကြီးကအသက်ဩစာကြီးလာပါတယ်။ တက်ဆွန်အားကြီးပွန်ရပါတယ်။ခွေများကြီးများဤအနောက်ရှက်ကင်းတော်မှာညောင်မေမော်ကြီးသိန်းဆွေကြီးသည်ညောင်မေအခေါင်းနဲ့သို့တန်ကျင်းထက်ပြီးတော့အချင်းအတန်ကြာထူးမွေနေနေပါတယ်။15မိနစ်ကကြာသောအခါမှာသူသည်တန်ကျင်းကိုတပြေးပြေးမှ၍ဆွေးယူလာလေပါတယ်။ကျွန်တော်ကြည့်နေစမှာပဲတစ်ခေါင်းထဲမှာပြစ်စီသည်ချိတ်ဖြားနဲ့ညှိ၍ပါလာသည်ကိုမြင်ရပြီးအားလုံးအံ့အားတင့်ကုန်ကြလေပါတယ်။ဟာဟမ်ဖျားရီ အမလီဘာကြီးလဲဟာဟုတ်ပါဗျာကျွန်တော်မြင်လိုက်ရသည်ကတန်ချိန်ဖြာမှာ လူရိုးကောင်းအခွန်ကြီးဖြစ်ပါတယ်ဟောက်ပဲဖြစ်နေသည်မျက်လုံးကိုချိန်၍ပါလာပါတယ်အမလီလှုပ်လှုပ်ကြပါအောင်ဟာဟာဖဖလို့တို့ညီစိုးပုတ်ရဲ့အနံ့ကလူဦးကောင်းကြီးမြေပြေပေါ်သို့ပြုတ်ကြလာပါတယ်အနီးကပ်၍ကြီးတဲ့တော့အခါမှာချောက်ကတော့စပင်တချို့နေတော့ဖျက်နေတော့လူရိုးကောင်းကိုဦးကောင်းကြီး ရင်ကောင်များကပြေး၍နားကြပါれလေးသိမ့်သောအခါမှာအပုတ်နဲ့ကနန်လွေအချို့ကအော့အန်ကြကုန်ပါれလူမျိုးသည်လူယိုကောင်းကွန်ကြီးကိုတလဲကြောက်လန့်နေကြသည်သိမ့်ဆွေကြီးနှင့်မျက်နှာတုံးကိုတလဲထူးဆန်းသောပုံပြက်ပန်းပြက်ရင်သိကြီးကိုတလဲကြည့်ပြီးတော့လွန်စွာအံ့ဩကုန်ကြနေပါれသိမ့်ဆွေကြီးနှင့်မျက်နှာတုံးခမားပိုင်သည်အဲ့ဒီကောင်းကွန်ကိုမင်းတို့ယူလာတဲ့တင်းချိုင်ကိုတွားပြန်ဖို့ခမားဗျာအာအာ သွားသွားပြန်ဖို့မသွားရဘူးခင်ဗျာယူတော့ကယူလာရဲ့တလားအအအားဒါကမူးနေတော့အခုလည်းတောက်ပြီးတော့သွားပို့ဘောကွာအအဖို့ထက်ပေးပါလားဘာရင်ကြီးခင်ဗျာရွာလေပြီးတော့ဒုက္ခပြီးတယ်ကောင်းနေမြန်ကွာဟေးဟေးကောင်းစားရေးစရာပြပိုက်သည်ဒီတလေးဆန်တကောင်ကိုအဖော်လိုက်တော့စမ်းဟုတ်ကဲ့ပိုက်သည်အေအယူကောင်းကြီး နေ့နေရကိုနေပြန်သွားနောက်လဲမလာနဲ့ခေါ်လဲမလိုက်နဲ့ကိုနေရကိုပြန်နေနေ့အနံနဲ့အငွေ့တယ်လေတခါတည်းပြန်လိုက်သွားချန်နေကြံ့နေအကြောင်းသိမယ်သွားကြရတဲ့ကြီးကတုတ်တလို့ပြောပြီးတော့အခါမှာသိန်းဆွေကြီးကနင်းဟောင်းနေသည်အယိုးကောင်းကုန်ကြီးကို ပလတ်စတစ်အိတ်တွေသို့ကော်ထက်လိုက်ပြီးနောက်စာရေးဆရာဆိုသူတွေလည်းကွာထွက်သွားသည်ကိုကျွန်တော်တို့မြင်လိုက်ရလေပါတယ်နောက်တစ်နေ့ရောက်တော့အခါမှာစာရေးဆရာဆိုသူ ဥဆောင်ပြီးတော့ညောင်မေအောင်တွင်တန်ကငါပါတွင်လမ်းသူလမ်းသားများပိုရည်တရားနာကြပါれလူဝဲဝိထုများကတ်လွေ၍အမြအတန်ပြေးဝေကြပါれတဲမန်ဆံမန်များလမ်းအနံကျဲပဲ့ကြပါれပြည့်ရည်များကိုတောက်သုံးကြပါれသိဆွေကြီးတို့လည်းပြည့်ရည်များကိုတောက်ခြင်းဖြင့်ထွန်းနောက်ပိုင်းတွင်စိတ်ချောက်ချားစရာအတန်များအဖြစ်များကိုမမြင်ရမကြားရတော့ပါတန်ကတော်များချွတ်သွားပြီးဒီနောက်ပိုင်းကျွန်တော်တို့က ဆိုင်ရဆူသူကိုချင်းကောက်ရမိကြပါရင်ဆိုင်ရအယူကောင်ကဒီတစ်ခေါင်းလေးကိုဘလို့များရွှတ်လာလဲဗျာဟမ်ဟိုငပူးနှစ်ကောင်ကြောက်ပေါ့ဗျာဒီကောင်လေးကပါလို့ဒီအယူကောင်ကြီးကိုယူလာပြီးတော့ရှက်ရှားဖို့ဖို့ညံကောင်းလေးကိုထည့်ရတာရောဗျာသူတို့ကြည့်မြတဲ့လူရှိနေလို့တယ်ဗျာအဲ့ဒါဘသူတို့ဒါတော့ခမရတို့ဖာသာခမရတို့စဉ်းစားကြပေါ့ဗျာခမရတို့ကလည်း ကပ်ဖက်ရက်ဖက်တမားတွေပဲကိုတောင်းမကြိုးပိုးမကြိုးတွေနဲ့နေတော့သူတို့နှုတ်ကဘာမှနားမလဲညာနားမလဲနဲ့မလုံတဲ့နာကိုလွတ်လိုက်တာပဲရှင်းပါအောင်ဗျာဘာမလုံတဲ့နာလဲလို့လူသေးကောင်ပြစ်စီဟာတင်းကျဲမှာပဲရှိရမယ်လေဗျာတင်းကျဲမှာပဲရှိတည်တဲ့လူသေးကောင်ဥကောင်ကိုမူမူယူနဲ့နားမလဲပါမလဲနဲ့အရက်ထက်ကိုယူထားတော့အနံ့ကြရရောရတော့ခွေးတွေကအစာမပြီးတော့တွယ်ကုတ်တက်ကြတက်မရတော့ဟောင်းကြ ဒါကိုတနည်းတော့ပြောရင်မတတ်တော့ပစ္စည်းအရာထဲမှာမရှိရမထအပ်တော့ပစ္စည်းဖြစ်တော့အနောက်ပြောကမြင်မကောင်းဆိုးအမြင်ဥကြတယ်လို့ဥကြရောအဲ့လိုဥတော့လန့်ကြတာပေါ့တော်သေးတယ်ဟိုပေါ့ရည်တိကြီးအကင်းပါလို့သူနဲ့ကျုံနဲ့ညဘက်တဲလစ်လာလိုက်တော့အကြောင်းသိအောင်အဲ့ဒါလက်သက်အစ်ဘသူလဲဆိုတာသိကျင်လို့ညဘက်မှာစာရေးကပ်ပြီးတော့၆လန့်လိုက်မှဒီနကောင်လာဝင်းခံပြီးတော့စရင်ရှင်းသွားတာ ခမရတော့လည်းမယုံနေကိုရုတ်ကရထော်လန်ကန့်လန်မလုံနဲ့သူ့နေရာသူနေကို့နေရာကို့နေသူ့လို့သူသွားလို့ကို့လုံးလည်းကို မဖြစ်နိုင်မဖြစ်ချင်တဲ့နေဖြစ်လာရင်ခိုးနှကောင်အိတ်လို့မရဘဲနဲ့သွေးလန်ပြီးတော့ယူသွားမယ်မှတ်ထားထိုချိန်မှစပြီးကျွန်တော်သည်ထူးဆန်းလာတော့ပုံပြေပံပြေရသိကြည်နေစိတ်နဲ့လုံးဖြစ်ရစမ်းများကိုစိတ်ဝင်စားခဲ့ရပြီးတော့ဟုတ်မဟုတ်ကိုတေချာစီရင်ထမှန်စုံစမ်းသူတ္တနာပြုလို့စိတ်များဖြစ်ပေါ်လာခဲ့ရလေပါတယ် ဟုတ်ကဲ့ပါဆက်လန်လေးကတော့ဒီမှာနေပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာအစိုးရနန္ဒရာဆင်အားပေးခဲ့ကြတဲ့တွေ့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ